ဒုက္ခတွေအများကြီးကြုံတွေ့နေတဲ့အခါအစင်မပြေမှုတွေရမ်းများလာတဲ့အခါမိတ်ဆွေဘာပဲလုပ်လို့မအောင်မြင်တဲ့အခါမိတ်ဆွေကိုမိတ်ဆွေကန့်ဆိုးနေတယ်လို့ထင်နေတဲ့အချိန်တွေမှာပြုလို့ရမယ်ဗီဒီယိုလေးဖြစ်ပါတယ်ပြုလို့ရမယ်ဆိုတာရရပြုလို့ရမှာပြောခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဗီဒီယိုဆရာဖြစ်တော့မိတ်ဆွေတို့ကိုရရလေးဗီဒီယိုနေနဲ့ပတ်သက်ပြီးတော့အမြဲတမ်းတင်ဆက်ပေးနေတဲ့အဖမင်းနေခါရတဲ့ဘက်ဆရာဇော်ရုံဖြစ်ပါတယ် အော်ဒီနေ့ဟာလူတွေခက်ခဲလာတဲ့အခါလူတွေအဆင်မပြေလာတဲ့အခါမှာကံထောက်ပံ့ကောင်းတွေရရှိဖို့အတွက်ဒါမှမဟုတ်လို့ရှိရင်ကံအကျိုးပြုမှုကောင်းတွေရရှိဖို့အတွက်ဘေးရင်ကိန်းကနန်းရရရာခြေတဲ့အပိုင်းကဏ္ဍတွေမှာဘယ်လိုပြုလုပ်အောင်လဲဆိုတာပြောကြပေးတော့မှာဖြစ်ပါတယ်အရှိမတော့ကျွန်တော်တနင်္ဂနွေတွေတနင်္လာတွေအင်္ဂါတွေဗုဒ္ဓဟူးတွေဇရပတိပြောတာခဲ့ပြီးသွားဖြစ်ပါတယ်ဒီနေ့ကတော့တောက်ကြသားသမီးတွေအလှည့်ကိုကျွန်တော်စတင်ပြီးတော့ပြောမှာဖြစ်ပါတယ် တကယ်လို့မိတ်ဆွေရဒီပီဒီကိုကြည့်နေရင်းနဲ့တင်းငွေတွေသာသမီလည်းဖြစ်တင်းလာဒါမှမဟုတ်လို့ရှိရင်အင်္ဂါဘောတော်ဟုရာဟုကျရာပရိသာသမီ ဖြစ်တယ်နားမတော်ပါသေးဘူးဆိုရင်ကျွန်တော်အကောက်မှာတင်ထားတာရှိပါတယ်နည်းနည်းလေးကျွန်တော်အကောက်ကိုမွေမွေနှောက်ပြီးတော့ဝင်ရောက်ပြီးတော့ကြည့်ရှုမယ်ဆိုရင်ကြည့်ရှုလို့ရပါတယ်ဒီနေ့ကတော့တောက်ကြသာသမီတွေကိုဥတည်ပြီးပြောမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အမြဲတမ်းပြောပါတယ်ယရိယာပြုတ်လုပ်တယ်ဆိုတာကယရိယာအကူနေုံနဲ့လည်းမရဘူးပေါ့နော် ဆိုတော့ကျွန်တော်အမြဲတမ်းသုံးလုံးနေတဲ့စကားတစ်ခုရှိပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကံကောင်းစီတဲ့ယေရီယာခြေယုံနဲ့မိုးပေါ်နေငွေကြလာတာမျိုးတော့မဟုတ်ဘူးပေါ့ဗျာတို့တော့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ခွင့်လန်းကောင်းနေအလားလာကောင်းနေချင်းကပ်မှုကောင်းနေစားရဖြစ်ပေါ့နော်ဒါမျိုးလေးတွေရဖို့အတွက်ယေရီယာပြုလုပ်ခြင်းဖြစ်ပါတယ်အဲဓမင်းဆိုလည်းဒီတိုင်းပဲပေါ့နော်ခုခတ်ပီတာဆိုရင်တော့မှကိုလက်လေးဆိုင်ပြီးတော့ ကိုယ်သွားလေးစိုက်ပြီးတော့ဝါးနေမှာထမင်းကစားလို့ရတာလေနော်တကယ်လို့မဝါးချင်ဘူးဆိုရင်တော့မှသူများခွန့်ကြွေးရင်တော့မှညိုချအောင်မှရမှာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ရတရားဆိုတာကံအထောက်ပတ်တစ်ခုရဖို့အတွက်ကံအခွင့်အလမ်းကောင်းတွေရဖို့အတွက်ကံအကျိုးပြုမှုကောင်းတွေရဖို့အတွက်ပြုလုပ်ခြင်းတွေဖြစ်ပါတယ်ကံတဲ့အပိုင်းကတော့မိတ်ဆွေတို့တည်တည်ချာချာကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုယ့်ရဲ့လူမှုရေးကိစ္စတွေအဆင်ပြေဖို့အတွက်အခွင့်အလမ်းကောင်းရလာတဲ့အခါမှာကိုယ့်ရဲ့စဉ်းစားတွေးခေါ်မှုတွေဥပမာကံညာဝရိယပေါ့ဗျဒါလေးရင်းနဲ့ပေါင်းဆက်ဖို့အတွက်တော့လိုအပ်ပါတယ် เนาะအဲ့တော့တောက်ကြသားသမီးတွေအနေနဲ့ခဏကျွန်တော်ပြောလို့ပြဿနာတွေခက်ခဲတွေအဆင်မပြေမှုတွေရမ်းများလာပြီဆိုလို့ရှိရင်ကို့အိမ်မှာစင်ခံဖျားဆိုတာရှိပါတယ်ဖျားထိုင်တော့မူနေတာအောက်ကနေစင်နေရကျွန်တော်တို့ဟိုဟာမင်းမပေါအောင်เนาะစင်မယ်အဲ့လိုဖျားစင်မှုတော်တွေကိုးကွယ်မယ်ဆိုရင်ကိုးကွယ်လို့ရပါတယ်တကယ်လို့ကိုးကွယ်လို့ကို့အနေနဲ့ငွေကြီးမတက်နိုင်ဘူးပေါ့เนาะဒီဒီဖျားစင်မှုတော်တခုဝယ်ဖို့တော့ပတ်စံနေအများကြီးကုန်တော့ အဲ့တော့ဘာပဲပြောအခုချိန်ဆိုနှစ်သိန်းသုံးသိန်းလောက်တော့ရှိမယ်ထင်တာပဲ maybe ကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုတန်လျက်လေးကိုနော်တန်လျက်သားကိုဘာနဲ့ထုအောင်မလဲလို့ပြောမယ်ဆိုရင်ကျွန်တော်အင်္ဂါနဲ့အသားနဲ့ထုပေါ့နော်အင်္ဂါနဲ့ဇီးသားနဲ့နော်တန်လျက်လေးကိုထုထုပြီးရွှေချပြီးတော့ကိုဘုရားဆင်မှာအဆောင်ပြစ်ထားလို့ရတယ်တန်လျက်ကတော့ဒီလောက်သေးသေးလေးထုနေတော့ဘယ်လောက်မှမကြောက်ပေါ့နော်အဲ့တော့မှကိုကပတ်ဆက်ရှိတယ်တကယ်ဘယင်းနေပြိုင်ပြတန်လျက်ထုမယ်ဆိုလဲထုလို့ရအောင်ကြောက်ကြောက်ကြောက်တွေပါစီလိုက်ပေါ့နော် ကြောက်တယ်ပဲဆီလိုက်မယ်ဆိုလည်းရပါတယ်ဘုရားရှင်မှာအဲ့တန်လျက်တွေတင်ထားခြင်းဟာဘာပဲပြောပြောကိုယ့်ရဲ့ဩဇာအာဏာတက်ရောက်မှုကိုယ့်ရဲ့စကားပြောဆိုတဲ့အခါမှာအစဉ်ပြေမှုတွေရရှိလာမယ်လူမှုရေးပေါင်းသင်းရေးဆက်ဆံရေးစီးပွားရေးကိစ္စတွေမှာကြံထောက်ပံ့ပိုးလို့ရရှိတယ်အဲ့တော့ဒီဘက်ကကျွန်တော်တို့စင်ခံဘုရားကျွန်တော်တို့ကိုယ်ပိုင်ကိုယ်ကွယ်မကိုယ်ကွယ်ဘူးဆိုရင်တန်လျက်လေးနော်အင်္ဂါနဲ့ဇီးပဲဖြစ်ဖြစ်ပေါ့နော်တခုဆက်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 ညနေစတဲ့အသားတခုနဲ့ထုပြီးတော့ကျွန်တော်တို့ရွှေချပြီးတော့ကိုယ်အိမ်ဘုရားမှာ ထားရမယ်ဆိုလဲကိုတော့ကန်ထောက်ပတ်ကောင်းလည်းရရှိတယ်ဒါမှမဟုတ်ရရင်ကိုကိုတိုင်းလည်းဝတ်ဆင်ထားမယ်ဆိုရင်လည်းရပါတယ်အဲ့တော့ဆရာအဲကျွန်တော်အင်္ဂလန်နဲ့မဟုတ်ဘဲနဲ့ကျွန်တော်ကျွန်းနဲ့ဒီပိုင်းအဲဆွဲချင်တယ်ဆိုရင်ဆွဲလို့ရပါတယ်ဆွဲပါနော်အဓိကတန်လျက်ဖြစ်ရင်ပြီးတာပဲကျန်တာတွေကဇီးသားမရဘူးဆိုလို့ရှိရင်လည်းဥမာရွှေတန်လျက်ငွေတန်လျက်စောင်းမယ်ဆိုရင်စောင်းလို့ရပါတယ်အဓိကတန်လျက်ဖြစ်ပြီးကောင်းတာတော့အင်္ဂလန်နဲ့ပဲလုပ်မယ်ဆိုတော့ပိုကောင်းတာပေါ့နော်ပြီးွားလို့ရှိရင်ကို့အိမ်မှာရှိတဲ့ဘုရားဆင်းမှုတော်ပေါ်မှာ စာအုပ်လေးရှိတယ်လေအိုးထဲကိုစားထည့်လိုက်စာအုပ်ဖြစ်သွားတာပေါ့နော် အောက်မှာစာအုပ်ခံပြီးတော့ရွှေထီးတလက်အိမ်မှာရှိတဲ့ဘုရားဆင်းလူတော်ကိုအဲ့ထီးလေးမိုးပေးပါဆိုတော့ထီးဆိုင်ဖို့တော့စာအုပ်ခံခိုင်းတာပေါ့နော်ဆိုတော့အနောက်မှာပဲထားတာဘေးရပဲမိုးမိုးပေါ့နော်အဲ့တော့အဲ့ထီးဆိုင်ဖို့တော့အောက်မှာစာအုပ်တစ်ခုထည့်ပေးရမှာဖြစ်ပါတယ်နော်အဲ့လိုလေးပြုလုပ်ပါမကြမကြဆုံးဆန်စိန်လောင်းဝေးပါမယ်ဒီလာရှင်ပဲလောင်းလောင်းဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဖုန်းကြောင်းသွားပြီးတော့ပဲဖုန်းကြီးကိုဆန်လှူရပဲဖြစ်ဖြစ်ပေါ့နော် အဲကျွန်တော်အလူလုပ်မယ်ဆိုရင်ရပါတယ်မယ်ဒီလာရှင်နေဒီစွန့်စားစိမ့်အလူခံတဲ့ခါမှာဆိုရင်လည်းလှုပ်မယ်ဆိုရင်လည်းလှုပ်လို့ရတယ်ဒါမှမဟုတ်ကိုယ်စိတ်အာဒီတာရှိရနှစ်လသုံးလအဲမယ်ဒီလာရှင်ကြောင်းဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်ဖုန်းကြောင်းဖြစ်ဖြစ်စံတိတ်သွားလှူရမျိုးပြုလုပ်မယ်ဆိုရင်လည်းကိုယ်တို့ကောင်းမွန်တဲ့ကံထောက်ပတ်ကောင်းတွေရရှိစေပါတယ်နောက်ကတော့ကျွန်တော်တို့ဒီပလင်းဖန်ပလင်းပေါ့ဘာပလင်းပဲဖြစ်ဖြစ်ပေါ့ဖန်ပလင်းဖြစ်ရင်ပြီးတော့ဖန်ပလင်းတဲ့ကိုကြောက်စလစ်ခဲတည်တည်လေးကျွန်တော်ကိုးခဲထည့်မယ်နော်ပြီးပါရင်ကျွန်တော်ဇီးညွတ်ခွနညွတ်အဲ့ဒီ လင်းထဲမှာကျွန်တော်စိုက်ပြီးတော့ကိုယ့်ရဲ့အလုပ်စပွဲတွေကိုယ့်ရဲ့ကောင်တာတွေကိုယ့်ရဲ့အိမ်ဧကန်းတွေမှာထားထားခြင်းဟာပို့တော့လက်လာပါပေါ်စီပါတယ်အဲ့တော့ဖန်ပလင်းဆိုတော့ကျွန်တော်ဈီးဈီးညို့ခုနှစ်ညို့ဆိုတော့တော်တော်ရှိပါဘောနည်းနည်းအပေါက်အဝကျဲတဲ့ဖန်ပလင်းလေးရရင်တော့ပိုကောင်းတော့ဗောနော်အဲ့ဒါကိုကြောက်စလစ်ခဲကိုယ်ခဲသူနဲ့တင့်တော်တယ်ကြောက်စလစ်ခဲကိုယ်ခဲကျွန်တော်တို့ထည့်မယ်ပြီးတော့ရေထည့်မယ်ပြီးတော့ဈီးညို့ကျွန်တော်ခုနှစ်ညို့ထည့်ပြီးတော့ကိုယ့်ရဲ့အလုပ်ကောင်တာတွေကိုယ့်ရဲ့ဈေးဆိုင်ရောင်းနေတဲ့နေရာတွေမှာ ဟိုဟာထားထားခြင်းဟာကိုယ်တည်းလက်လာပါကောင်းနေရရှိစေပါတယ်တကယ်လို့အခက်အခဲတခုကိုကြုံတွေ့လာတဲ့အခါတိုင်းပါလေကျော်အင်္ဂါနန်အာ sorry အင်္ဂါနေ့မှာစနေနံနောက်သွားပြီးတော့နှင်းစီကကျွန်တော်18ပွင့်တောက်တော်ရေ9ခွက်မျက်စောပြောက်လူတက်ပြီးတော့ကိုယ့်ရဲ့ခက်ခဲနေတဲ့ဆန္ဒတွေပြေလည်ဖို့အတွက်အဆင်ပြေဖို့အတွက်ဆုတောင်းမယ်ဆုတောင်းလို့ရပါတယ်ပြန်ပြောပါမယ်အင်္ဂါနေ့မှာစနေနံနောက်သွားပြီးတော့နှင်းစီဘက်18ပွင့်ဟုတ်ပြီနော် ပြီးတော့ရေချမ်းခုနှစ်ကွက်ပေါ့နော်ရက်စော်ပြားကိုရေရေတော့လူခိုင်းတယ်ပေါ့နော်ခုနှစ်ကွက်လူတန်းပြီးတော့ကိုယ့်ရဲ့အခုလက်ရှိခက်ခဲနေတဲ့ကိစ္စတွေကိုဆွတ်တောင်းပါကိုယ့်တဲ့ဆွတ်တောင်းပြေးပါတယ်နော်ကန်ထောက်ပေါက်ကောင်းလည်းရရှိလာပါပါနောက်တစ်ခုကဖုန်းရောင်းမှာကျွန်တော်ရေစစ်တို့နော်ပြွာအခုနောက်ပိုင်းတော့ရေစစ်သုံးမသုံးတော့မသိဘူးပေါ့နော်အရင်တော့ကတော့ရေစစ်သုံးတယ်ရေရေစစ်လှူလို့ရမယ်တပြက်စီးလှူလို့ရမယ်နော်ဖုံးเจ้าဝဲဖြစ်မယ်ဒီလရှင်เจ้าဝဲဖြစ်ဘယ်ရာပဲဖြစ်လှူလို့ရတယ်နော်တပြက်စီးရေစစ်တစ်ခုလှူမယ် နောက်တစ်ခါကျွန်တော်တို့ဘာတူရမလဲလို့ပြောရင်ဖះအနောက်မှာရောင်ကြီးတော့ပွင့်တဲ့မီးရှိတယ်လေအဲ့ဒါတွေကိုကျွန်တော်တို့လှူတမ်းမယ်ဆိုရင်လည်းကိုယ့်တဲ့ကန်ထောက်ပံကောင်းတွေရရှိရတယ်တကယ်လို့အဲ့ဒါမလှူချင်ဘူးဆိုလို့ရှိရင်လည်းဒီကျွန်တော်တို့ကိုယ့်အိမ်မှာရှိနေတဲ့အိမ်ဖះပဲဖြစ်ဖြစ်ပေါ့နော်အာသူများဇေဒီဒီမှာရှိနေတဲ့ဖះပဲဖြစ်လပြနေတိုင်းလပြနေတိုင်းဖះကိုရောင်ကြီးတော့ဖွင့်ရောင်ကြီးတော့ဖွင့်တယ်ဆိုတော့တော့ဗျာကြီးပြရတယ်ဆိုရင်တော့ရောင်ကြီးတော့ဖွင့်လို့ပေါအောင်ဘရာဇိုရူဘာလို့လဲတိုင်ဟန်ဖွင့်သွားတယ်အဲ့တော့ရောင်ကြီးတော့ဖွင့်တယ်ဆိုတော့အမှန်တကယ်ဖခင်ကပြန်လည်ပြီးတော့ တက်ဆင်တဲ့တဘောမျိုးပေါ့နော်ကျွန်တော်ဒီကြည့်လိုက်တဲ့အခါကျရင်ဘုရားကလောက bright ဖြစ်နေတာပေါ့နော်အဲ့လိုပုံစံမျိုးပြန်လောက်ခိုင်းတာကြာလာတဲ့အခါကျတော့ဒီဖုံဖုတ်တွေပါလိအာလွယ်လွယ်ကူကူဗျာအရက်စကားနဲ့ပြောမယ်ဆိုရင်တော့တန်ရှင်ကြီးလောက်ခိုင်းလိုက်တဲ့တဘောပါပဲအဲ့ဒါလက်ပြင်းနေတိုင်းလက်ပြင်းနေတိုင်းပြုတ်လို့မယ်ဆိုလို့ရှိရင်လည်းတောက်ကြသားသမီးတွေကန်ထောက်ပတ်ကောင်းလို့ရရှိစေပါတယ်အဲ့ဒါဒီလောက်ပါပဲတောက်ကြသားသမီးတွေလည်းကိုယ်ကြမ်းပါခြင်းစိတ်ချလာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျ